ပြီးအကောင့်သူသုံးရတယ်တဲ့ဟမ်ဟိုဘက်ကအပုံပြိနေပြီနော်ခင်ဗျားတို့စစ်အုပ်စုကလုံမယ်ဆိုတဲ့ရွေးကောက်ပွဲနာနီးလာတာနဲ့အမျှစစ်တပ်ကဝါရဖြန့်ချီတာဖိနှိပ်တာတွေတိုးလုံလာပြီမဲ့ပြည်သူတွေကလည်းစစ်အုပ်စုအငိုက်မိတော့အောင်ဘလို့တုံ့ပြန်နေသလဲဆိုတဲ့အကြောင်းဒီတစ်ပတ်ပြောပြပါမယ်ပြီးခဲ့တဲ့ရက်ပိုင်းမှာပဲစစ်တပ်ကနှစ်ရှည်လများငွေကြေးရင်းနှီးထားတဲ့နမေကြီးအမှုပညာရှင်တွေကိုတုံးပြီးဝါရဖြန့်ချီလိုက်ပါတယ်အားလုံးသိကြတဲ့အတိုင်းပဲပြီးခဲ့တဲ့အောက်တိုဘာ25ရက်နေ့မှာ ခေတ်သမိုင်းကိုဒုံဆိုင်မဲ့သူများလို့နာမည်ပေးထားတဲ့ရွေးကောက်ပွဲစီယုံရေးဇက်လန်းကိုထုတ်လွှင့်ခဲ့ပါတယ်အထူးတလဲပြောဖို့မလိုတော့ဘူးဆိုပေမဲ့လည်းဒီဇက်ကားထဲမှာအာနာသိန်းကာလအတွင်းဝင်ဝင်အများဆုံးရနေကြတဲ့နေတိုမြင့်မြတ်နေဝင်အေးချမ်းမောင်စတဲ့မင်းသားတွေနဲ့ရိုက်ကူးခဲ့တာဖြစ်ပါတယ်ချူလီမင်းမြင့်မို့အောင်ခိုင်ငပြောကျော်စူပါလင်းသွက်လက် စတဲ့တရုတ်ဆောင်တွေလည်းပါပါတယ်ဒရိုက်တာနာမည်တော့မထိုးပဲ ခေတ်သမိုင်းသူခုမရဲဝန်းကရိုက်ကူးတယ်လို့ပဲစာတမ်းထိုးထားပါတယ်။ဇက်ကရိုက်ကူးသူရဲ့နာမည်ကိုလည်းနာမည်ခွက်နဲ့သုံးထားပါတယ်။ဒါပေမဲ့အရင်ကတည်းကစစ်တပ်ဝါဒဖြန့်ဇလန်းတွေရိုက်နေကြစစ်ကောင်စီတပ်ရဲ့ဗိုလ်ကြီးတင်အောင်စိုးပန်းမြူတော်ဖြစ်တယ်လို့အမှုပညာအတိုင်းဝန်းကပြောပါတယ်။ထပ်ပြီးတော့သိရတာကဇလန်းဇက်ညွန်းကိုစာရေးဆရာချစ်ဦးညိုရဲ့သားလင်္ကာညိုကရေးပေးခဲ့တယ်လို့သိရတာဖြစ်ပါတယ်။စစ်ကောင်စီရဲ့ရွေးကောက်ပွဲဇလန်းမှာအချက်အလက်အမှားတွေတုံးထားတယ်လို့တော်လှန်ရေးကိုပုံဖြတ်တာ CDM ဝန်ထမ်းတွေကိုစော်ကားတာနိုင်ငံရေးသမားတွေကိုလှောင်ပြောင်းတာ စတဲ့စစ်တပ်အတွက်ဝါဒဖြန့်ချီမှုတွေတော်တော်လေးထက်ရိုက်ထားတာတွေ့ရပါတယ်အဲ့ဒီဝါဒဖြန့်ဇက်ကားနဲ့တရုတ်ဆောင်တွေအပေါ်တော်လှန်ရေးအတိုင်းအဝိုင်းအပါဝင်ပြည်သူတွေကပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ကြတာဖြစ်ပါတယ်ဒီဇက်ကားကစစ်ကောင်စီရဲ့ရွေးကောက်ပွဲအတွက်တင်မဟုတ်ပဲပြည်သူ့ဘက်တော်သားတွေရဲ့တည်ရှိမှုကိုပါစကလုံးအတုံးနှုံအမူအရာတွေနဲ့စော်ကားထားကြတာလို့ပြည်သူတွေကဝေဖန်ကြပါတယ်။ဘုံထောင်တာတော်လန့်ရင်မဟုတ်ဘူးတဲ့ ိမ်တွေမိရှို့တာကနည်းမြေရှင်းလင်းရေးလေရင်နဲ့ပြည်သူတွေကလေးတွေပေါမကြံဘုံကျဲတာကစစ်စင်ရေးကိုလက်အောင်မှာမလုချင်တဲ့သူတွေကိုဖမ်းပြီးထောင်ချကိုမကောင်းလို့မကောင်းဘူးပြောတဲ့သူတွေကိုဖမ်းဆီးဖျောက်ဖျက်တာကနိုင်ငံရေးစစ်ရှုံးနေလို့လူငယ်တွေကို ပေါ်တာဆွဲတာကတတ်မတော်ပေါ့လေလို့ Revolution Fan War RFW page ကမြေပြင်အခြေအနေနဲ့ကြွားဟနေတဲ့အကြောင်းကိုထောက်ပြထားပါတယ်အချက်အလက်အမှားတွေစစ်တပ်ရဲ့ဝါဒပြန်စကလုံးတွေကိုပြောင်ကြကြသုံးပြီး ပြည်သူတွေကိုရောပြည်သူဒေါ်လာရေးကိုပါပြင်းပြင်းထန်ထန်ထိုးနှက်ခဲ့တဲ့အတွက်ပြည်သူတွေရဲ့တုံ့ပြန်မှုကလည်းပြင်းထန်ပါတယ်။ဒါကြောင့်ပဲအားရော်သွားတဲ့လူမှုရေးပြစ်ဒဏ်ခံမှု social punishment နဲ့သပိတ်မှောက်မှုဘွိုင်းကော်ကိုပြည်သူတွေစီကအင်းနဲ့အားနဲ့ပြန်ထွက်ပေါ်လာပါတယ်။ရှစ်လေးလုံးရေတော်ပုံအပီ1990ဝန်းကျင်မှာစစ်တပ်ကဒေါ်လာရေးအင်အားစုတွေကိုပါပီမဇက်ကားနဲ့ဝါဒဖြန့်စိတ်သက်စစ်ဆင်ရေးလုပ်တယ်လို့ဒီဒီချိန်လဲလောက်တာဖြစ်ပါတယ်။ဒါပေမဲ့ 88ကအချိုးတွေ21မှာလာမချိုးနဲ့ဆိုသလိုပဲပြည်သူတွေရဲ့တုံ့ပြန်ပုံကစေအုပ်စုအတွက်တော့အရှိုက်ထိခဲ့ပါတယ်။ဆက်လမ်းမှာပါဝင်တဲ့သရုပ်ဆောင်တွေကိုပြည်သူတွေကပြင်းအထန်ဝေဖန်ကြပါတယ်။ဒါကြောင့်သူတို့နဲ့ကြော်ညာတွေရိုက်ကူးနေတဲ့စီးပွားရေးလုပ်ငန်းတွေကုမ္ပဏီတွေကကြော်ညာရိုက်တာတွေရန်နာကြမယ်ဆိုတဲ့အထိဖြစ်သွားပါတယ်။လူထုစီကပြင်းထန်တဲ့ဝေဖန်မှုတွေကြောင့်သရုပ်ဆောင်တို့ကသူတို့ရဲ့ Facebook page တွေမှာမှတ်ချက်တွေ like မဖြတ်နိုင်တော့တဲ့အခါ comment တွေကိုပိတ်လိုက်ကြရပါတယ်။ ဒီဇက်ကားမှာပါဝင်တဲ့အဓိကအမှုပညာရှင်တွေအကုန်လုံးကစစ်ကောင်စီလက်အောက်ကျင်းပတဲ့ Academy ပေးပွဲတွေမှာနှစ်အလိုက် Academy ရထားကြသူတွေပါပြီးတော့နေတိုးနဲ့မြင့်မြတ်စွင် အာနာမသိန်းခင်ကာလကလေးကစစ်ကောင်ဆောင်သမီးခင်သီရိသက်မွန်ရဲ့ထုတ်လုပ်ရေးဖြစ်တဲ့ Seven Sense နဲ့ကြက်သိန်းထောင်ကြီးတန်းတဲ့တီးသန့်စာချုပ်ချုပ်ထားသူတွေလည်းဖြစ်ပါတယ်ဒီဇက်ကားမှာပါတဲ့သူတွေကလက်ရှိကာလရုံတင်ဇက်ကားတွေမှာအများဆုံးပါထားကြသူတွေဖြစ်လို့စေအုပ်စုကအခက်ဆက်ဆက်သုံးခဲ့တဲ့နီလန်ဟောင်းအတိုင်းလုပ်တဲ့သဘောဖြစ်ပါတယ် ဒါပေမဲ့ဒီတစ်ချိန်မှာတော့စစ်ကောင်စီကမှန်းချက်နဲ့နှမ်းထွက်မကိုက်ခဲ့ပါဘူး။သူတို့ရဲ့စကားထွက်လာပြီးချိန်မှပြည်သူတွေဘက်ကယော့တိယော့ရဲ့ဖြစ်နေခဲ့တဲ့ဘွန်းကော့လုပ်တာတွေ social punishment လုပ်တာတွေကပြန်အားကောင်းလာတာကြောင့်ပါ။စကားထွက်ပြီး9ရက်ကြာမှပဲစစ်ကောင်စီကအမှုပညာရှင်တွေအားလုံးကိုအရေးပေါ်အစည်းအဝေးတွေခေါ်လိုက်ပါတယ်။အောက်တိုဘာ30ရက်ကလုပ်တဲ့အစည်းအဝေးမှာ စစ်ကောင်စီရဲ့ပြန်ကြားရေးနဲ့ပြည်သူဆက်ဆံရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ဦးအေးကျွဲက ရွေးကောက်ပွဲနဲ့ပတ်သက်လို့အမှုပညာရှင်အားလုံးဝါဒဖြန့်ရိုက်ကူးပေးရမှာဖြစ်ပြီးငင်းဆန်သူတွေကိုအရေးယူမယ်လို့ဖီအားပေးချင်းကြောက်ခဲ့ပါတယ်။ရုပ်ရှင်ဇာတ်ကားတွေမရိုက်တော့တဲ့လူမင်း၊ပြည်တီဦး၊အင်ဒရာကျော်စင်တို့ပါမကြမ်းစစ်တပ်ရွေးကောက်ပွဲအတွက်ဝါဒဖြန့်ပေးရမယ်လို့ချင်းကြောက်ခံရတာပါ။အခုစစ်အုပ်စုရဲ့ဒီလုပ်ရက်ကပြည်သူနဲ့အမှုပညာရှင်တွေကိုသွေးခွဲလိုက်တဲ့လုပ်ရက်လို့အမှုပညာလောကသားတကူကပြောတာပါ။စစ်အုပ်စုရဲ့နိုင်ထက်စီးနေဖိနှိပ်မှုကဒီမှာတင်မရက်သေးပါဘူး။ ဘာထက်လို့လဲဆိုတော့ရွေးကောက်ပွဲကာလအတွင်းမှာပြည်တွင်းကအမှုပညာရှင်တွေကိုပြည်ပထွက်ခွာခွင့်ကန့်သက်လိုက်တယ်လို့အမှုပညာလောကနဲ့နှိစက်တဲ့သတင်းရှင်းမြစ်ကပြောပါတယ်။ပြည်ပထွက်ခွင့်ပိတ်လိုက်တာမှန်ပါတယ်။ပိတ်တယ်လို့တော့မဟုတ်ဘူး။အရေးကြီးကိစ္စရှိရင်တော့စီစစ်ပြီးခွင့်ပြုမှာပေါ့။ဒါကလည်းရွေးကောက်ပွဲကာလအတွင်းပါပဲလို့စစ်ကောင်စီရဲ့သတင်းရှင်းမြစ်တဦးကပြောတာပါ။ဒါကြောင့်စစ်တပ်ဖိနှိပ်မှုတွေကိုရှောင်ရှားဖို့ပြည်ပကိုခေတ္တတိန်ဆောင်ခြင်းတွေဆိုရင်တော့တိန်ဆောင်လို့မရပါဘူး။စစ်အုပ်စုရဲ့ဒီလုပ်ရအပေါ် စစ်ကောင်စီအတိုင်းဝိုင်းနဲ့စစ်တပ်ထောက်ခံသူတွေက2500ဖြစ်နေကြပြီမဲ့အမှန်မြင်တဲ့အမှုပညာရှင်တွေရောပြည်သူတွေပါအပြင်းထန်ကိုဒေါသထွက်ခဲ့ကြပါတယ်ပြည်တွင်းမှာအမှုပညာရှင်တွေရုတ်ရုတ်တဲတဲဖြစ်နေသလိုပြည်ပမှာဆိုရင်လည်းစစ်ကောင်စီထောက်ခံတဲ့အမှုပညာရှင်တွေကိုစန့်ကျင်မှုကပိုပြီးပြင်းထန်လာနေပါတယ်နေဝင်းပါဝင်တရုတ်ဆောင်ထားတဲ့ဗျောတန်ရုပ်ရှင်ဇာတ်ကောင်ထိုင်းနိုင်ငံမှာလာပြဖို့စီစဉ်ထားပြီမဲ့ဘွိုင်းကော့လောက်ကြတာအောင်မြင်ခဲ့ပါတယ်ဒီအတွက် ဲ့ဒီဇက်ကအပါဝင်စစ်ကောင်စီထောက်ခံတဲ့အမှုပညာရှင်တွေနဲ့ဆက်ဆက်တဲ့ကိစ္စတွေကိုလုတ်ပေးနေတဲ့ဆိုင်းတွေ online sale တွေကိုလည်း boycott လုပ်သွားမယ်လို့ fake news check community FNCC ဘာမကသတိပေးထားပါတယ်။ဒါအပြင်စစ်ကောင်စီလက်အောက်ပြောင်းဝင်သွားတဲ့အစိုးရ G ဖက်ထိုင်းနိုင်ငံချင်းမာမြို့မှာရောက်နေတယ်လို့သတင်းပေးမှုတွေရှိပြီးဖျော်ဖြေပွဲတွေလုပ်တယ်ဆိုရင်အဲ့ဒီနေရာတွေကိုပါ boycott လုပ်ဖို့ FNCC ကနှိုးဆော်ထားပါတယ်။ဒါတင်မကသေးပါဘူး။ နိုဝင်ဘာတရနေ့ကျရင်ထိုင်းနိုင်ငံဘန်ကောက်မြို့ Spicy Club မှာပြုလုပ်မယ်အဆိုတော်ရွှေထူးအောက်ဆိုးခံချမ်းမြေမောင်ချိုတင်မီတို့ရဲ့ဖြောပြေပွဲလဲဘွိုင်းကော့လောက်ခံရလို့ဖြတ်သိမ်းလိုက်ကြောင်းအဲ့ဒီပွဲကိုစီစဉ်တဲ့ BKK ကောင်းပြေကားရှိုးရုံးရဲ့တာဝန်ရှိသူကိုကောင်းပြေဝင်းဆိုသူကလူမှုကွန်ရက်ကနေအတိပေးခဲ့ပါတယ်ဝါဒပြန့်ဇက်ကားအပေါ်လူမှုကွန်ရက်မှာဝေဖန်သူတွေကိုအရေးယူဖို့စစ်တပ်ထောက်ခံတဲ့ Telegram တွေကလှုံ့ဆော်နေကြတာဖြစ်ပါတယ်အဲ့ဒီနောက်မှာဒီဝါဒပြန့်ဇက်လန်းကတရုတ်ဆောင်တွေကိုဝေဖန်လို့ဆိုပြီး ဒရိုက်တာမိုက်တီတရုတ်ဆောင်ကျော်ဝင်းထွန်းနဲ့ဟာသတရုတ်ဆောင်အုံတိုင်းတို့ကိုစစ်တပ်ကဖမ်းဆီးခဲ့ပါတယ်။ပြီးတော့ဇက်ကားနဲ့ပတ်သက်ပြီးရေးထားတာကို like ပေးလို့ဆိုပြီးဒရိုက်တာအောင်ချမ်းလူကိုပါဖမ်းဆီးစစ်ဆေးနေတယ်လို့သိရပါတယ်။အခုလိုမျိုးဆွဆွဲဖမ်းဆီးတဲ့အပေါ်ပြည်သူတွေကအပြင်းထန်ဝေဖန်ခဲ့ကြပါတယ်။စစ်တပ်ကသူတို့လုံမယ်ဆိုတဲ့ရွေးကောက်ပွဲနာနီလာလေးဝါဒဖြန့်မှုဖိနှိပ်မှုတွေကိုတိုးလှုပ်လာသလိုတော်လန်ပြည်သူတွေလည်းမထင်ထားတဲ့ပုံစံမျိုးနဲ့ဖိစံနေကြပါတယ်။ ဒါကြောင့်မလို့ရှေ့မှာလဲအားပြိုင်မှုတွေကပိုပြင်းထန်လာပွဲရှိနေတာပါစစ်အာဏာသိမ်းမှုကိုလက်မခံဘဲပြည်သူနဲ့အတူရပ်တည်ခဲ့တဲ့နမေကြီးမင်းသားတောင်းကတော့ဒီဝါဒဖြန့်ဇလန်းနဲ့စစ်တပ်ရဲ့လှုပ်ရက်တွေဟာစစ်တပ်ရဲ့တယုံမှန်ကိုထပ်ပြတဲ့လှုပ်ရက်လို့သုံးသပ်ပါတယ်ပြီးတော့စစ်တပ်ဝါဒဖြန့်မှုမှာစိတ်ပါလက်ပါပါဝင်နေတဲ့အမှုပညာရှင်တွေကိုပြည်သူတွေကအကောင်းဆုံးနည်းနဲ့ပြစ်ဒဏ်ခတ်ခြင်းတယ်ဆိုရင်လျှို့လျူရှူတာပဲဖြစ်တယ်လို့ပြောပါတယ်အမှုပညာရှင်တချို့ကအောင်မြင်လာရင် ပြည်သူကိုတဆင့်နှိမ်မြင်လာပြီးအထင်သေးလာသလိုသူတို့ကိုယ်တိုင်ကြောင့်အရေးကြီးပုံကိုယ်တွေလိုပြုမှုဆက်ဆံမြင်လာကြပါတယ်။တကယ်တမ်းကြာပြည်သူတွေအင်အားကြီးမားပြီးပြည်သူလှစ်လူရှုမှာကိုစစ်တပ်အတွက်ဝါဒဖြန့်ပေးနေတဲ့အမှုပညာရှင်တွေအကြောက်ဆုံးအရာဖြစ်တယ်လို့ဒေါင်းကမှတ်ချက်ပြုထားပါတယ်ရှင်။အပတ်စဉ်တင်ဆက်ပေးနေတဲ့ပြည်တွင်းသတင်းဆောင်ပါအစီအစဉ်ကိုတော့တနင်္ဂနွေနေ့မနက်၈နာရီချိန်တိုင်းမှာကြည့်ရှုနိုင်ပါတယ်ရှင်။